မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတကွဆန်းစစ်ကြည့်ကြမယ့်အကြောင်းအရာကတော့ဓမ္မတိကျန်တဲ့ကအင်းကိုရင်သူဩဝါဒစာဒုတိယဆောင်အခန်းကြီး၁ပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီလေးလာမှုအတွက်ကတော့ the wise believers ကပြင်ဆင်ထားတဲ့အချက်အလက်တွေကိုအဓိကအားကိုးတော့မှာပါခင်ဗျာဟုတ်ပါတယ်ကျွန်တော်တို့အဓိကကြည့်ရချက်ထားတော့လေဒီအခန်း၁ထဲမှာပါတဲ့အဒီဒုက္ခဆင်းရဲခြင်းအကြောင်းပြီးတော့ဖျားရဲ့နေတင်ခြင်းကိုရောကိုအားကိုးခြင်းဆိုတဲ့အချက်တွေပေါ့ အဲ့ဒါတွေကိုပို့ပြီးနည်းနည်းနားလည်ဖို့ရဲ့တော့ဒီနေ့ခေတ်လက်တွေ့ဘဝအတွက်ဘာတွေပြန်ယူပါလို့ရမလဲဆိုတာလေးတွေထုတ်ယူဖို့ပါပဲဟုတ်ကဲ့ဘဝမှာဆိုအခက်ခဲဒုက္ခဆိုတော့လူတိုင်းကြုံရတာဆိုတော့လေဟွန်းဟုတ်တယ်အဲ့ဒီတော့ဒီနှစ်တင်ချင်းကိုရှာဖွေးကြတာပေါ့ကိုရင်းတို့ဒုတိယဆောင်အခန်း၁ကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘလို့ထူးခြားတဲ့ရှုမြင်ချက်မျိုးပေးထားတယ်လဲကြည့်ကြအောင်ဟုတ်ကဲ့ဒီအခန်းကဒီစာဆောင်တစ်ခုလုံးအတွက်အဖွင့်အခန်းလို့လဲဆိုတဲ့ဆိုတော့အဓိကအခြေခံထားတဲ့အချက်ကဘာဖြစ်မလဲ အဓိကကတော့လေအင်းဒုက္ခဆင်းရဲခြင်းတွေအလေမှာပေါ့နော်ဟုတ်ကဲ့ဖျားသခင်စီကလာတဲ့အဲ့ဒီထူးခြားတဲ့နှစ်သိမ့်ခြင်းခွန်အားအဲ့ဒါကိုခံစားရခြင်းအကြောင်းပါပဲရှင်ပေါ်လူကအဆောင်မှာနှုတ်ဆက်တယ်ပြီးတော့သူအားရှာနေမှာကြုံခဲ့ရတဲ့အဲပြင်းထန်တဲ့ဆင်းရဲဒုက္ခအကြောင်းနဲ့အဲ့ဒီထဲကနေဖျားရဲ့နှစ်သိမ့်မှုကိုဘလို့ရခဲ့တယ်ဆိုတော့ဝင်ရတယ်လीဟွန်းပြီးတော့မှဟိုကိုရင်းသူကိုတွားလေမဲ့သူအစီအစဉ်ပြောင်းသွားတဲ့ကိစ္စပေါ့ အဲ့ဒီအတွက်သူ့ဘုဆွဆွဲပြောဆိုမှုတွေကိုပြန်ရှင်းပြထားတယ်။ဒါရီယာအဓိကပါနေပါပဲ။ဟုတ်ကဲ့။ပထမဆုံးစိတ်ဝင်စားစရာတွေ့လိုက်တာကဖျားသခင်ကိုခတ်သိမ်းသောနှစ်သိမ့်ခြင်းအရှင်ဆိုပြီးအခန့်ငယ်၃မှာတုံးထားတာပဲ။ဒါကတော်တော်လေးအားရှိစရာခေါ်ဝေါ်မှုနော်။ဟုတ်ပါ။ဒီအတုံးလုံးကဖျားသခင်ရဲ့ဘလို့ဂုံပုံမျိုးကိုအသာပေးခြင်းတာလေ။အဲသူရဲ့ကရုဏာသူရဲ့နှစ်သိမ့်ခြင်းကိုမကွန်ခန်းနိုင်ဘူးဆိုတဲ့သဘောပေါ့။ဟွန်း ဒါပေမဲ့ပိုးပြီးစိတ်ဝင်စားဖို့ကောင်းတာကအခန်းငယ်လေးမှာဆက်ပြောထားတဲ့အချက်ပါ။ဖျားစီကဒီလိုနှစ်သိမ့်ချင်းကိုခန်းစားရတဲ့ရည်ရွယ်ချက်ကကိုယ်အသက်ချေပဲမဟုတ်ဘူးတဲ့။ဟုတ်လား။ဟုတ်ကဲ့။ကိုယ်တိုင်နှစ်သိမ့်ချင်းခန်းစားရသလိုအဲ့ဒီကိုယ်တိုင်ခန်းစားရတဲ့နှစ်သိမ့်ချင်းမျိုးနဲ့ပဲဒုက္ခဆင်းရဲအမျိုးမျိုးကြုံတွေ့ရတဲ့တခြားသူတွေကိုပြန်လည်နှစ်သိမ့်ပေးနိုင်စွမ်းရှိလာဖို့ခင်တယ်လို့ဆိုပါတယ်။ဟမ်။ဒါဆိုဒုက္ခဆင်းရဲကိုကိုယ်တိုင်ဖျက်ဆီးပြီးဖျားရဲ့နှစ်သိမ့်မှုကိုလက်တွေ့ခန်းစားဖူးခြင်းက တခြားသူကိုကူညီနိုင်ဖို့အရေးချင်းတစ်ခုဖြစ်သွားစေတယ်ဆိုတဲ့သဘောပေါ့ဟုတ်ပါတယ်ကိုချင်းစာတရားထပို့နဲ့ဆိုင်ပါတော့ပေါ့ဟုတ်ကဲ့အခန်းငယ်9မှာလည်းဆက်ဆက်ပြောထားတာတွေ့တယ်ယေရှုခရစ်တော်ခံတော်မူသောဆင်းရဲဒုက္ခ၌ကြွယ်ဝစွာပါဝင်ကထော့ထိုခရစ်တော်အားဖြင့်နှစ်သိမ့်ခြင်းသည်လည်းကြွယ်ဝ၏တဲ့ဒုက္ခနဲ့နှစ်သိမ့်ခြင်းကြားကဒီဆက်ဆက်မှုကိုတော့ဘလို့နားလည်ရမလဲဟုတ်ကဲ့ဒီကြောင်းပိုက်ကအရေးကြီးတယ်ဒုက္ခဆင်းရဲနဲ့နှစ်သိမ့်ခြင်းဟာအာ ဂျင်ကောင်းပြားတဲ့တစ်ဖက်တစ်ချက်လိုပဲတွန်တွဲနေတယ်ဆိုတာပြနေရလေအထူးသဖြင့်ခရစ်တော်ကြောင့်ယုံကြည်ခြင်းကြောင့်ကြုံရတဲ့ဒုက္ခဆင်းရဲတွေမှာပို့ပြီးသက်ဆိုင်တာဟုတ်음ဒုက္ခကိုကြုံလေလေဖះရဲ့နှစ်သိမ်းချင်းကိုခရစ်တော်အဖင်ပို့ပြီးကြွယ်ကြွယ်ဝဝခံစားရလေလေထင်မယ်လို့ဆိုလိုတာဒါကြောင့်ဒုက္ခကိုရှောင်ဖို့ချီးပဲမဟုတ်ပဲဒုက္ခအแทမှာဖះရဲ့ထူချတဲ့နှစ်သိမ်းမှုကိုရှာတွေ့ဖို့ဟုတ်ကဲ့ အဲ့ဒီရလာတဲ့ခွန်အားနဲ့အတွေ့အကြုံကနေတဆင်တခြားသူတွေကိုပြန်လဲထောက်မို့ဖို့ဆိုတဲ့အမြင့်တက်ကိုပေးနေတာပါဒုက္ခကအဆုံးသတ်မဟုတ်တော့ဘူးနှစ်သိန်းချင်းစီတွားရလမ်းတစ်ခုလိုဖြစ်သွားတယ်ဟုတ်ပါတယ်ဒီလိုဒုက္ခကို အတိတ်ပဲရှိစွာ ရှုမြင်တတ်ဖို့ကအရေးကြီးတဲ့သင်ခန်းစာပဲဒါနဲ့ဆက်ဆက်ပြီးနောက်တစ်ပိုင်းကိုကြည့်ရအောင်ရှင်ပေါလုကအာရှနယ်မှာကြုံခဲ့ရတဲ့ဒုက္ခကလည်း အသက်ရှင်ဖို့တော့မျောလင့်ချက်ကုန်ခန်းလောင်းအောင်ပြင်းကြံခဲ့တယ်လို့အခန်းငယ်၈မှာဝန်ခံထားတယ်။အဲ့လောက်ထိပြင်းထန်တဲ့အတွေ့အကြုံကသူ့ကိုဘလို့သင်္ကန်းစာပေးခဲ့လဲ။ဟုတ်ကဲ့။သူဘလောက်တောင်ဒုက္ခကြီးစွာခံစားခဲ့ရတယ်လဲဆိုတာကိုလေးလေးနက်နက်ဖော်ပြထားတာပါ။တေချင်းတရားကိုမျက်နှာချင်းဆိုင်ရင်ဆိုင်ခဲ့ရတယ်လို့မျိုးဝ။အင်း။ဒါပေမဲ့အဲ့ဒီလိုကြောက်မက်ဖွယ်ဒုက္ခကြီးကြုံရချင်းရဲ့ရေဝဲချက်ကိုသူနားလေခဲ့တယ်။ အခန်းငယ်၉မှာရှင်းရှင်းလင်းလင်းပြောထားတယ်။ငါတို့စီကိုကိုကိုအားမကိုပဲတေသောသူတို့သူတို့ကို ရှင်းစေတော်မူသော ဖရာသခင်ကိုသာအားကိုးစေရန် ဖြစ်တယ်လို့ဆိုတယ်။ဟုတ်ကဲ့။သူလိုတာကအဲ့ဒီလို၆ကင်းပါအစွန်းရောက်တဲ့အချိန်နေလားကိုရဲ့အကန့်အသတ်တွေအားနေချက်တွေကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်စေတယ်လီ။ကိုညံကိုခွန်အားကိုအစွန်းအစားနဲ့လုံးဝမတက်နိုင်တော့ဘူးဆိုတဲ့သီလာတဲ့အခါ အဲ့ဒီမှာမှတေကျင်းကိုတော့အောင်မြင်တဲ့မဖြစ်နိုင်တာကိုဖြစ်နိုင်စေတဲ့ဖျားရဲ့တန်ခိုးတော်ကိုကျွင်းမဲ့အာကိုတက်ဖို့တွင်းအားပေးခဲ့တယ်ဆိုတဲ့တဖို့ပါပဲကိုအားကိုကိုစိတ်ပြင်းထန်တဲ့လောကမှာဒါကတော်တော်လေးဆန့်ကျင်ဘက်အမြင်တစ်ခုပဲနော်ဒါပေမဲ့ဒီလိုဖျားကိုအာကိုတက်လာဖို့တင်ယူမှုမှာသူတယောက်တည်းမဟုတ်ခဲ့ဘူးအခန်းငယ်၁၁မှာလေကိုရင်းသူယုံကြည်သူတွေရဲ့ဆူတောင်းပေးမှုကြောင့်သူလွတ်မြောက်ခဲ့တယ်လို့အတိအမှတ်ပြုထားတာတွေ့ရတယ် ဒီအချက်ကဘာကိုမိမောင်းထိုးပြနေတယ်လဲအဲ့ဒါကယုံကြည်သူအတိုင်းဝိုင်းရဲ့စုပေါင်းစုတောင်းခြင်းမှာ ပါဝင်တဲ့တန်ဖိုးနဲ့အရေးပါမှုကိုအလေးပေးဖို့ပြနေရပါရှင်ပေါလုလိုတမန်တော်ကြီးအပားတော်မှာ သူ့ရဲ့အမှုတော်မှာသူ့ရဲ့အခက်ခဲတွေမှာတခြားယုံကြည်သူတွေရဲ့စုတောင်းပေးမှုကိုလိုအပ်တဲ့တန်ဖိုးထားတယ်ဆိုတာပြနေရမော့ဟုတ်ပါတယ် ူကိုဖျားသခင်ကကယ်တင်ခဲ့တာမှန်ပေမဲ့အဲ့ဒီကယ်တင်ခြင်းဟာယုံကြည်သူတွေရဲ့စူတောင်းခြင်းဆိုတဲ့ကြားခါနီလန်းကနေတဆင်းလဲဖြစ်ပေါ်လာတယ်လို့သူကလက်ခံချားတယ်။ဒါကတယောက်နဲ့တယောက်ဝင်ထုံးဝင်ပိုးတွေကိုစူတောင်းခြင်းအပြင်ကုညီထမ်းရွက်ပေးခြင်းရဲ့လက်တက်ကြတဲ့အရေးပါမှုကိုပြနေရပါ။အချင်းချင်းဆူတောင်းပေးခြင်းရဲ့တန်ကိုကိုမမေ့ဟုတတိပေးကြပါပဲ။ကောင်းပြီ။အခုအခန်းရဲ့နောက်ထပ်ပိုင်းကိုဆက်ကြည့်အောင်။ဒီနေ့အမရှင်ပေါလုကသူ့ရဲ့စိတ်ရင်းမှန်ကိုခုခံကာကွယ်နေရတယ်။ ြီးတော့ကောရင်သူကိုသွားလည်မဲ့ခရီးစဉ်အစီအစဉ်ပြောင်းလဲခဲ့ရတာကိုရှင်းပြနေရတယ်။အချိန်တွေကနည်းနည်းနဲ့တက်မာနေပုံပဲနော်။သူ့ကိုဘာကြောင့်ဒီလိုဆွဆွဲခဲ့ကြတာလဲ။ခါသူ့ကိုအချစ်တင်ကြတယ်။ "तू ကလော်ကီလူလေလို့ရဲ့အချိန်တွေကြည့်ပြီးဟုတ်တယ်မဟုတ်ဘူးလို့တယ်ပေါ့။သူ့စကားကယုံကြည်စိတ်ချစရာမကောင်းဘူး။အဲ့လိုမျိုးဝေဖန်ခဲ့ကြတာပါ။"အင်းဒီလိုဆွဆွဲချက်ကသူ့ရဲ့ပုပ်ကိုရေကုံတိခါကိုတမကသူဟောပြောတဲ့တည်င်းစကားနဲ့သူ့ရဲ့တမန်တော်အခွင့်အာဏာကိုဘာထိပါစေနိုင်နော် သူကလေးလေးနက်နက်ပြန်ရှင်းဖို့လိုအပ်လာတာပေါ့သူကဒီဆူဆွဲချက်ဒီကိုဘလို့တွန့်ပြန်ခုခံခဲ့တယ်လေအခန်းငယ်စင်းနူမှာသူကလော်ကီပညာလော်ကီကျမ်းစီတွေကိုမိမဖြူပဲဖရာတကြီးရဲ့ကျေးဇူးတော်ကသာမိဖြူပြီးရိုးသားစွာဖရာပေးတဲ့စိတ်တန့်ရှင်းမှုနဲ့သူတို့အပေါ်မှာကြင့်ကြံဖြူမှုခဲ့တယ်လို့ဆိုတယ်တတူရဲ့အဓိကခုခံချက်ပဲတစ်ချက်ပဲလားဟုတ်ပါတယ်သူရဲ့အတ္တတနဲ့မှုဆောင်ခြင်းတကူလုံးဟာလူတွေရဲ့အမြင်လော်ကီနီလန်းနေပေါ်မှာအခြေမခံပဲဖရာတကြီးရဲ့လမ်းညွှန်မှုဖရာပေးတဲ့စိတ်ရင်းစေတနာ ဖျားရဲ့ဂျေဇုတော်ပေါ်မှာပဲအခြေခံတယ်လို့သူကအခိုင်အမာပြောဆိုပါရတယ်။သူရဲ့လှုပ်ဆောင်ချက်တွေဟာလက်ဖျားမှုကောက်ချက်မှုကင်းရှင်းပြီးယူတာဖြောက်မှတ်တယ်လို့ဆိုလိုတာပါ။အင်းပြီးတော့ခရီးစဉ်ပြောင်းလဲရတဲ့အဓိကအကြောင်းရင်းကိုလည်းရှင်းပြတယ်။သူကိုရင်သွုံးကိုချက်ချင်းမလာသေးတာဟာသူတို့ကိုထပ်ပြီးဝမ်းနည်းစင်မှာနာကျင်စင်မှာဆိုးလို့ဖြစ်တယ်။ဒါကိုအခန်းနဲ့ငယ်အေးမှာပူရှင်းပြထားပါရတယ်။အော်။ဒါဟာသူတို့ကိုဆုံးမဖို့လိုအပ်တဲ့ခြေနေရှိနေချိန်မှာသူတို့နဲ့မျက်နှာချင်းဆိုင်တွေ့ပြီးစိတ်မကောင်းဖြစ်အောင်မလုပ်ချင်တဲ့ သူ့ရဲ့မေတ္တာကြောင့်ဖြစ်တယ်လို့ဆိုလိုတာပါသူ့ရဲ့ဆုံးဖြတ်ချက်ကလူတွေကိုကျေနပ်အောင်လုပ်ဖို့ထက်သူ့ရဲ့ဝိညာဉ်ရဲ့အကျိုးအတွက်ပိုကောင်းမယ်လို့ယုံကြည်တဲ့အရာကိုဖျားရှင်မှာပဲယူသားစွာလှုပ်ဆောင်ခြင်းဖြစ်တယ်လို့ရှင်းပြရဲ့ဒါဆိုသူ့ရဲ့ခီးစဉ်အပြောင်းလဲကဂတိမတီတာမဟုတ်ပဲတင်းအုပ်စရာတရားရဲ့သဘောထားကြည့်မှုချစ်ချင်းမေတ္တာကြောင့်ဖြစ်တယ်လို့ဆိုလိုတာပေါ့ဟုတ်ပါတယ်ဒီအချက်ကိုပို့ပြီးခိုင်မာစေဖို့ သူကဖိရာသခင်ရဲ့တစ္ဆာရီယာနဲ့ချိတ်ဆက်ပြီးပြောသွားတာလဲစိတ်ဝင်စားဖို့ကောင်းတယ်။အခန်းငယ်19:20မှာလေဖျားရဲ့ဂတိတော်ဒီအားလုံးဟာယေရှုခရစ်တော်အဖင်ဟုတ်ခဲ့တာဖြစ်တယ်။အာမင်သာဖြစ်တယ်ဆိုပြီးအခိုင်အမာပြောတယ်။သူရဲ့တည်ကြည်မှုကိုဒီအချက်ကဘလို့ထောက်ခံပေးနေတာလဲ။ သူဆိုလိုချင်တာကဖယားသခင်ကိုရော်တိုင်းဟာကတိတီးတဲ့ဖယားတစ္ဆာရှိတဲ့ဖယားဖြစ်တယ်လေဟုတ်ကဲ့ဖယားရဲ့ကတိတော်တဲ့အလုံးဟာယေရှုခရစ်တော်မှာပြည့်စုံပြီးအတီးဖြစ်တယ်ဖယားကတိပင်ရင်ဘယ်တော့မှမဖြတ်ဘူးအမြဲတမ်းဟုတ်ကဲ့ပဲအဲ့ဒီလိုတစ္ဆာရှိတဲ့ဖယားကိုကိုစားပြုတဲ့သူအဲ့ဒီဖယားရဲ့တရင်စကားကိုတက်ဆောင်လာတဲ့သူဟာလေလော်ကီလူတွေလိုလွယ်လွယ်နဲ့ဟုတ်ကဲ့မဟုတ်ဘူးလောက်တဲ့သူမဖြစ်နိုင်ဘူးလို့ဆိုလိုတာပါအင်းသူရဲ့စကား ူရဲ့ရည်ရွယ်ချက်တွေဟာခရစ်တော်ရဲ့တစ္ဆာတရားတမ်းမှာအမြင့်တွယ်နေတဲ့အတွက်ယုံကြည်စိတ်ချရတဲ့ဆရာကိုအလေးပေးပြောနေတာပါ။သူရဲ့ဒီကြည်မှုကဖခင်ရဲ့ဒီကြည်မှုထဲမှာအခြေခံနေတယ်ပေါ့။နောက်ပြီးအခန်းငယ်27နဲ့29မှာဖခင်တခင်ကသူ့ကိုရောကောရင်သူယုံကြည်သူတွေကိုပါခရစ်တော်ထဲမှာခိုင်မြဲစေတယ်၊ဖိတိတ်ပေးတယ်၊တဆိတ်ခတ်တယ်၊တန်ရှင်းသောဝိညာဉ်တော်ကိုအာမခံကြတဲ့ပြပြထားတယ်။ဆိုပြီးပြောထားတာကတော့ဒါတွေက သူတို့ရဲ့ယုံကြည်ခြင်းကိုအားပေးဖို့ဘယ်လိုအတိတ်ပဲတရားလဲအတိကြပါပဲဒီအချက်ဒီကရှင်ပေါလုနဲ့ကိုရင်းသူယုံကြည်သူတွေရဲ့ဝိညာဉ်ရေးအခြေအနေနဲ့ဖျားသခင်နဲ့ရှိတဲ့ဆက်ဆံရေးကိုဖျားသခင်ကိုရိုတိုင်းအတိပြုပေးထားကြောင်းအခိုင်မအောင်မခံထားကြောင်းတင်းလဲတတိပေးနေတာပါခိုင်မြဲစေတယ်ဆိုတာကယုံကြည်ခြင်းမှာတည်တည်ငြိမ်ငြိမ်ရပ်တည်နိုင်အောင်ဖခင်ကထောက်မပေးထားတာဟုတ်ကဲ့ပြီးသေးပေးတယ်ဆိုတာကအမှုတော်အသက်ဖြစ်စေ ဖခင်ရဲ့တာသမီအဖြစ်ဖြစ်စေတီးတန့်ခွဲခန့်ထားပြီးတန်ခိုးနဲ့လိန်ကြံထားတာတန်စစ်ခတ်တယ်ဆိုတာကဖခင်ရဲ့ပိုင်ဆိုင်မှုဖခင်ရဲ့ကာကွယ်ဆောင်ရှောက်မှုအောက်မှာရှိနေကြောင်းအမအသားဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်ကိုအာမခံချက်အဖြစ်ပေးအပ်တယ်ဆိုတာကတော့နော်မာယရှိမိတ်ကဲ့တင်ချက်အဖြစ်အဆုံးသာဝရအသက်အကအခုကြိုတင်ပေးထားတဲ့အာမခံချက်စပောင်းွယ်တဘောမျိုးပါပဲဟုတ်ကဲ့ တင်းရတဲ့အလုံးကဖះကိုတိုင်ကသူတို့ရဲ့ယုံကြည်ခြင်းကိုအတိအမှတ်အပြုပြီးအာမခံထားကြောင်းကတဲ့အတိုက်ရှင်ပေါလုရဲ့တည်ကြည်မှုကိုတန်တရားဝင်နေချိန်မှာသူတို့ကိုယ်တိုင်လည်းဖះရဲ့တည်မြဲတဲ့အာမခံချက်တွေအောက်မှာရှိနေကြောင်းပြန်လည်အားပေးနေတာပါအမတန်အရှိစရာအချက်တွေပါပဲဒီတော့ the wise believers ကပြုစုထားတဲ့ဒီချက်လက်တွေအားလုံးကိုခြုံငုံပြီးကြည်ရင်လေဒီနေ့ခက်မှာဒီ jump bike ကိုဖတ်ရှုနေတဲ့ကျွန်တော်တို့အတွက်လက်တွေ့ကြကြမှတ်သားစရာ အဓိကသင်ခန်းစာတွေကဘာတွေဖြစ်နိုင်မလဲဒုက္ခဆင်းရဲခြင်းအကြောင်းတွေနဲ့ပြန်ဆကြည့်ကြရအောင်ဟုတ်ကဲ့ပထမသင်ခန်းစာကတော့ဒုက္ခဆင်းရဲခြင်းကိုအစိုးမြင်ရှုထောင့်ကနေခြေပဲမကြည့်ဖို့ပါပဲဒါဟာဘုရားသခင်ရဲ့နှစ်သိခြင်းကိုကိုယ်တိုင်ထိတွေ့ခံစားဖို့အခွင့်အရေးဖြစ်တယ်လို့အဲ့ဒီအတွေ့အကြုံကနေတဆင့်အလားတူအဖက်ခဲကြုံနေရသူပဲကိုလည်းတွေ့ကြကြကိုချင်းစာတရားအနေနဲ့ကုညီနိုင်ဖို့အရေးကြီးတစ်ခုဖြစ်လာစေတယ်ဆိုတာကိုအလေးပြချင်ပါတယ်လက်တွေ့ကျင့်တော့မဟုတ်ဆိုရင်တော့လေ ကိုယ်တိုင်ကြုံခဲ့ရတဲ့ခက်ခဲမှုတွေထဲမှာဖះရဲ့နှစ်သိမ့်မှုကိုဘယ်လိုခံစားခဲ့ရတယ်လဲပြန်စဉ်းစားကြည့်ပါပြီးရင်အဲ့ဒီအတွေ့အကြုံကိုအသုံးပြုပြီးကိုယ်ပတ်ဝန်းကျင်ကနာကျင်နေတဲ့သူတွေရောက်ကိုဘယ်လိုကူညီနိုင်မလဲဘယ်လိုနှစ်သိမ့်ပေးနိုင်မလဲစဉ်းစားပြီးလက်တွေလှုပ်ဆောင်ကြည့်ဖို့တိုက်တွန်းပါတယ်ဟုတ်ကဲ့ဒုတိယသင်ခန်းစာကတော့ကိုအားကိုကိုစိတ်ကိုစွန့်ပြီးဖះကိုအားကိုတဖို့ဆိုတဲ့အချက်ပေါ့ဒါကစောစောကပြောသလိုပဲကိုအစွမ်းအစားကိုယုံကြည်လွန်းတဲ့ခင်မှာ ိုပြီးတရိပ်ပြူရမယ်အချက်နော်ဟုတ်ပါတယ်ဘဝရဲ့စိန်ခုံမှုတွေအထူးသဖြင့်ကိုယ်အစွမ်းစားနဲ့မကျော်လွှားနိုင်တော့ဘူးလို့ခံစားရတဲ့အခြေအနေတွေကကိုယ့်ရဲ့အကန့်အသတ်ကိုသိမြင်စေပြီ။ဖျားရဲ့တန်ကိုးတော်တေရောသူတို့ကိုရှင်စေတော်မူသောဖျားဆိုတဲ့အတုံးလုံးကိုသတိပြုပါ။ကိုယ်မိခွန်အားကိုးတတ်ဖို့သင်ကြားပေးတဲ့အခွင့်အရေးတွေဖြစ်တယ်ဆိုတာကိုရှင်ပေါလူရဲ့တွေ့ကြုံကနေ့ တင်ယူနိုင်ပါတယ်မှန်ပါတယ်ဒါကြောင့်အခက်ခဲတွေကိုစိတ်ပျက်စရာလို့တာမကပဲဖျားကိုပုံမအားကိုတက်လာဖို့တင်ယူရမယ့်အခွင့်အရေးဖြစ်ပြောင်းလဲရှုမြင်တတ်ဖို့လိုအပ်ပါတယ်လက်တွေ့ကျင့်သုံးဖို့ကတော့ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရတဲ့အခါပြဿနာတွေရင်ဆိုင်ရတဲ့အခါကိုယ့်အရေးချင်းကိုယ့်အသိပညာထက်ဖျားသခင်ရဲ့လမ်းညွှန်မှုနဲ့တန်ကိုးကိုအရင်ရှာဖွေအားကိုဖို့တတိရှိရှိစူးစမ်းဖို့ပါပဲရှင်ပေါ်လူရဲ့ဆေးရမှန်နဲ့ပတ်သက်တဲ့ခုခံချက်ပြချက်ကနီယောပါတင်ကန်စာထူယူနိုင်မလဲ အထူးသဖြင့်ယုံကြည်သူတွေရဲ့ဆက်ဆံရင်နဲ့အမှုဆောင်ခြင်းမှာပေါ့ဒီအချက်ကယုံကြည်သူတယောက်ရဲ့အသက်တာမှာယိုးသားမှုစိတ်ရင်းမှန်မှုအဲဖြိုးတဲ့စကားနဲ့လို့ရတသက်တည်ကြမှု integrity ဟာဘလောက်အရေးကြီးတယ်ဆိုတာကိုအလေးအနက်ပြသနေရပါရှင်ပေါ်လူဟာသူဟာလောကီ ပရိယေတွေလူကိုမျက်လာလိုက်တဲ့နီလန်းဒီနဲ့မဟုတ်ပဲဖျားပေးတဲ့စိတ်ရင်းမှန်နဲ့ဖျားရဲ့ကျေးဇူးတော်ကိုအမိပြုတီလှုပ်ဆောင်ရတယ်လို့ဆိုတယ် သူပြောတဲ့ဟုတ်ကဲ့ဟာတကယ်ဟုတ်ကဲ့ချစ်ရမယ်ဟုတ်ကဲ့ဒါကြောင့်ကျွန်တော်ရဲ့နေ့စဉ်အတက်မှာလုံခွေမိသားစုအထင်းတို့ဆက်ဆံရေးတွေမှာယိုးသားမှုကတိတီမှုယုံကြည်စိတ်ခါရောက်မှုတွေရှိဖို့အလွန်ရေးကြီးပါတယ်။လော်ဂီနီလန်းနေကောင်းချီးမှုတွေအစာဖျားရဲ့ဖြောင်းမတ်ချင်းနဲ့ဂျေဇူးတော်ကိုအမြင်ပြုပြီးအသက်ရှင်မှုကြိုးစားရမှာမယ်။လက်တွေ့ကျင့်သုံးဖို့ကတော့ကိုယ့်ရဲ့စကားတွေကတိတီလုပ်ရက်တွေမှာတည်ကြည်မှုမှန်ကန်မှုရှိရလားဆိုတော့ကိုယ့်ကိုယ်ကိုမှန်မှန်ပြန်လည်ဆန်းစစ်ဖို့ပါပဲ။ဟုတ်ကဲ့။နောက်ဆုံးတစ်ချက်နေနဲ့ တယောက်တစ်ယောက်ဆူတောင်းပေးခြင်းရဲ့တန်ဖိုးနဲ့တခေါ်ပေါ့ရှင်ပေါ်လို့ကိုယ်တိုင်ကဒါကိုအလေးထားခဲ့တာဆိုတော့ဟုတ်ပါတယ်ဒါကကျွန်တော်တို့ရဲ့အလုံးများတဲ့အသက်တာတွေမှာမေးလို့ထောင်းမိတတ်တဲ့ဝိညာဉ်ရဲ့လက်နက်တစ်ခုပါပဲရှင်ပေါ်လူကကိုရင်သူယုံကြည်သူတွေရဲ့ဆူတော်ပေးမှုကြောင့်သူအသက်ပေးကနေလွမြောက်ခဲ့ရတယ်လို့အတိအလင်အတိမှန်ပြုတယ်။အင်းလိုအပ်နေပဲယုံကြည်သူမိတ်ဆွေတွေမိသားစုဝင်တွေအမှုတော်ဆောင်တွေအတွက်အပေါ်ရမဟုတ်ပဲတကယ်ကိုမေတ္တာနဲ့စိတ်ရှိရှင်နဲ့ယုံကြည်ခြင်းနဲ့ဆူတောင်းပေးဖို့အချိန်ပေးဖို့တတိယဖို့တိုက်တွန်းချင်ပါတယ်။ ကြောင်းလိုက်တာဒီနေ့ဆွေးနွေးနေတာတွေကိုပြန်ကြည့်ရင်ကောရင်သူဒုတိယဆောင်အခန်းတဲ့ထားဒုက္ခဆင်းရဲခြင်းကိုရှောင်လွဲမရတဲ့အရာ ဖြစ်မှတ်ခံရုံတာမကအဲ့ဒီအချိန်မှာဖျားရီထူးခြားတဲ့နှစ်သိမှုကိုကိုယ်တိုင်ခံစားပြီးသူတစ်ပါးကိုပြန်လဲဝင်မြဖို့အခွင့်အလမ်းအဖြစ် ရှုမြင်စေတယ်ဟုတ်ကဲ့အခက်အခဲတွေကကိုယ်အစွမ်းအဆက်ကိုတိပြီးဖျားကိုပုံမအားကိုတက်လာစေဖို့တင်ပေးတယ် ယောသားမှုတည်ကြည်မှုရဲ့တန်ဖိုးကိုမြင်စေတယ်။နောက်ပြီးအချင်းချင်းမေတ္တာနဲ့ဆူတောင်းချင်းအဖြစ်ထောက်ပံ့ကူညီခြင်းရဲ့အရေးပါပုံကိုဖော်ပြနေတာပါ။တကယ်ကိုအားရှိစရာလက်တွေ့ကျရဲ့သင်ခန်းစာတွေပြည့်နေတဲ့အခန်းတစ်ခန်းမှာပဲရှင်။ဒီဆွေးနွေးမှုကိုအဆုံးမသတ်ခင်မှာနားထောင်နေသူတွေအတွက်စဉ်းစားစရာအတွေ့အကြုံချန်ထားခဲ့ခြင်းပါတယ်။ရှင်ပေါ်လူကသူနှစ်သိမ့်ချင်းခံယူရတာနဲ့တခြားသူတွေကိုနှစ်သိမ့်ချင်းပြန်ပေးနိုင်စွမ်းရှိလာတာကိုတိုက်ရိုက်ချိန်ဆက်ထားတယ်လေဟုတ်ပါတယ် ကိုတိုင်းဘုရားမှာဖျားသိခင်ရှီယာနဲ့တီးကြတဲ့နှစ်သိမ့်မှုမျိုးထူးခြားတဲ့ကွယ်ကာမှုမျိုးဒါမှမဟုတ်ထိုးတွင်းညာတစ်ခုခုကိုခက်ခဲချင်းမှခံစားခဲ့ရမှုတွေအတွေ့အကြုံတစ်ခုကိုပြန်စဉ်းစားကြည့်ပါအဲ့ဒီကိုပိုင်တွေ့အကြုံကကိုနဲ့လုံးဝမတူတဲ့အခက်အခဲတစ်ခုခုကိုရင်ဆိုင်နေရတဲ့တခြားတစ်ယောက်ကိုနားလည်ပေးဖို့ ကိုချင်းစာနာမှုနဲ့သူတို့ဘေးမှာယက်တီပေးဖို့ဖျားပေးတဲ့နှစ်သိမ့်မှုမျိုးသူတို့လည်းခံစားနိုင်အောင်ကူညီပေးဖို့ဘလို့အရေးချင်းမျိုးဖြစ်စေနိုင်မလဲဒါကဒီကျန်းစာပေါ်အခြေခံပြီးပုံကိုရပုံမနဲ့ဆိုင်စွာစဉ်ချင်းကြည့်ဖို့မေးခွန်းတကူပါခင်ဗျာကောင်းမွန်တဲ့စဉ်ချင်းစရာမေးခွန်းပါပဲဒီပေါ်မှာဆက်ပြီးတွေ့တော့စဉ်ချင်းဖို့အားလုံးကိုတိုက်တွန်းပါအေးဟုတ်ကဲ့ဒီနေ့ဒီကျောင်းရောင်အတူတူကလေ့လာခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လေ့လာမှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်